အော်တိုမိုဘိုင်းအပ်ဒိတ်ပြည့်သက်ကြရအောင်မယ်မင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့ဖနက်ချွပ်ပြီးကမမောင်းတင်တဲ့အချက်၅ချက်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်ကားကိုခြေပလံနဲ့မမောင်းတင်လဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်။ပထမဆုံးတစ်ချက်အနေနဲ့ကတော့ grip ကုတ်အားကောင်းကောင်းမရလို့ပဲဖြစ်ပါတယ်။သင်ပုံမှန်ဆိုရင်တတိမထားမိပေမဲ့ပေါ့နော်။သင်စီထားတဲ့ဖနက်တွေရဲ့ဖနက်ကုံကကုတ်အားကိုပေးပါတယ်။သမီးဦးကြအနေနဲ့ဆိုရင်တော့ဒီကုတ်အားကလမ်းလျှောက်တဲ့အခါမျိုးမှာချောမနေအောင်ကာကွယ်ပေးတာမျိုးပဲဖြစ်ပါတယ်။ကားမောင်းတဲ့အချိန်မှာဆိုရင်လည်းပဲတင့်ချေဘွားတွေကရှင်နှင်းတွေပေါ်မှာမြင်းမြင်းမြန်မြန် ်ကုတ်နေနိုင်အောင်ဖနက်ကုံကလှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်ခြေဖလာအနေနဲ့ကလည်းကုတ်အားပေးတော့ပေးပေမဲ့ဖနက်စီထားတလောက်တော့အဆင်မပြေနိုင်ပါဘူးခြေဖလာနဲ့ဆိုရင်တင်ကားမောင်းနေတော့ခြေဘွားကခြေနှင်းကုံဘောကနေပြီးတော့ရှော့ရှော့ကြမှာတေချာပြီးတော့အစည်းတန်းဖြစ်နိုင်ခြေရလည်းပူပြီးတော့များပါတယ်ဖနက်စီထားမယ်ဆိုရင်တော့အတန်ရအနာတရဖြစ်နိုင်ခြေကိုလည်းရှော့ချပေးနိုင်ပါတယ်ဒီဖနက်စီခြင်းမစီခြင်းနဲ့ပတ်သက်ပြီးတော့မှရည်ရွယ်ချက်ကတော့အစည်းတန်းဖြစ်တာကိုရှောင်ဖို့ဆိုပေမဲ့မလွဲတာမရှောင်တာတဲ့အခြေအနေမျိုးမှာအစည်းတန်းတစ်ခုခုနဲ့ကြုံတွေ့ရရတယ်ဆိုရင်ပေါ့နော်အကယ်၍တင်ရဖနက် ်သာစီးရမယ်ဆိုရင်ကံကွယ်မှုအလွန်တကူထပ်တိုးသွားမှာတော့တေချာပါတယ်ဒီပုံမှန်စဉ်းစားမယ်ပေါ့နော်ဖနက်ကလေးကအဲ့လောက်ကံကွယ်မှုပေးနိုင်ပါမလားဆိုပြီးတော့တွေးစရာရှိပေမဲ့အဲသူတို့ကတင့်ချေဘွားတွေကိုပေါ့နော်အာဖန်ခွဲစားတို့တခြားခြွန်တက်တဲ့အရာတွေစိုက်မှုဝင်မသွားအောင်ကံကွယ်ပေးမှာပဲဖြစ်ပါတယ် နောက်ထပ်တစ်ခုရှိတာပေါ့နော်ဒီဖဏတ်မစည်းထားတဲ့အပြင်ခြေပွားပါဆိုနေမယ်ဆိုလို့ရှိရင်ပြဿနာလည်းပိုကြီးနိုင်မှာသေးတယ်အစကတည်းကစပြီးတော့ဒီခြေဗလာနဲ့ဆိုကုတ်အားမကောင်းရတဲ့ကြားတဲ့ပေါ့နော်ခြေပွားဒါမှမဟုတ်လို့ရှိရင်ခြေနင်းတွေကရေဆိုးနေပြီဆိုရင်တော့ဒီပြဿနာကပိုရှိပါတယ် အဲဖနှက်စည်းထားမယ်ဆိုရင်တော့အဲ့ဒီ rubber အောက်ကအောက်ခံသားတွေကစိုနေတဲ့ဒီခြေနှင်းတွေကိုမြဲမြဲမြန်မြန်ကုတ်တွေထားနိုင်နေအတွက်ပေါ့နော်ဒီတင်းချက်တော့ကလည်းဖနှက်ကုန်တော်ကနေပြီးတော့ရှော့ကြမှာမဟုတ်ပါဘူးဒါကြောင့်အပြင်မှာမိုးရွာနေတာပဲဖြစ်ဖြစ်တင်းချက်တော့တွေရေစိုနေတာပဲဖြစ်ဖြစ်ပေါ့နော်ခြေပလာနဲ့မနေဘဲနဲ့ဖနှက်ကလေးစည်းထား လိုက်ဖို့တိုက်တွန်းလိုပါတယ်။နောက်တစ်ခုကတော့ဒီကျွတ်တဲ့ခြင်းတွေခြေထောက်ကျဉ်ခြင်းတွေမဖြစ်ဖို့ပေါ့နော်။ဒီကားမောင်းနေစဉ်အတွင်းမှာဖနက်စီတာဖို့ပြောကြားလိုပါတယ်။ဒီခြေပလာနဲ့ကားမောင်းတဲ့အခါမှာတင့်ခြေဘွားတွေကခြေနှင်းထားတဲ့နေရာတွေစီကနေပြီးတော့ဖိအားတွေတိုက်ရိုက်တက်ရောက်မှာဖြစ်ပါတယ်။ အကယ်၍ဖက်နှက်တာစီးရမယ်ဆိုလို့ရှိရင်ဒီခြေနင်းကိုနင်းလိုက်လို့ဖြစ်လာတဲ့ဖီးအားကိုခြေပွားတစ်ခုလုံးစီအညီအမျှဒီဖက်နှက်ကပြန်ဖြန့်ပေးလိုက်တဲ့အတွက်ဖီးအားတက်ရောက်မှုကပြန်သွားပြီးတော့ဒီဒဏ်ရာကိုတိတ်ပြီးတော့မခံစားရတော့ပါဘူးအာခရီးတို့လေးတွေမောင်းနေရင်တော့တိတ်မသိတာပဲမြဲခရီးဝေးတွေတွားရပြီဆိုရင်တော့တင်းခြေထောက်ကကျဉ်လာတာကြွတ်တက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်ခြေနင်းကိုဖိဖို့ပါပေါ့နော်ခြေထောက်ပဲရှိတာဖြစ်တဲ့အတွက်တင်းရဲ့ခြေထောက်ကိုတေချာကယူစိုက်ပေးဖို့အတွက်ပြောကြားလိုပါတယ် အထူးသဖြင့်ပေါ့နော်ဦးမော်တဲ့ကားဟောင်းဒါမှမဟုတ်လို့ရှိရင်တော်တော်များတဲ့ခြင်းင်းကလပ်ရှိတဲ့ကားတွေကိုမောင်းနေရပြီဆိုရင်ပေါ့နော်ဒီခြင်းင်းကလပ်ကိုတင်းချောက်ကမကြာခဏဖိနေရမှာဖြစ်တဲ့အတွက်ဒီခြေပလာနဲ့မောင်းနေပြီလို့ဖြစ်လာတဲ့နာကျင်မှုကိုလည်းတင်ရမောင်းနေတဲ့တစ်လျှောက်လုံးမှာခံစားရပြီးတော့ဒီစိတ်နှောင့်ယှက်ဖြစ်ပါလိမ့်မယ်ဒါကြောင့်ကားမောင်းတဲ့အခါမှာ ဖနက်စီပြီးတော့မောင်းပါလို့တိုက်တွင်းပြောကြားလိုပါတယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီမာရီမဲပြီးဆုံးပါပြီတခြားသိချင်တဲ့အကြောင်းအရာနဲ့အကြံပြုချက်တွေကို comment မှာရေးပေးသွားနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ